အော်လန်ကနေသွားမယ်ဒါမဲ့ကျွန်တော်တို့ជីကာကားတွေဒီနေ့ကျွန်တော်တို့သွားပြီးတော့ရှစ်ဆေးတာရှိတယ်အဲជីជីជីကာကားတွေပေါ့နော်အဲជីကာကားတွေနဲ့ကျွန်တော်တို့ကသွားမယ်ជីကာကားတွေနဲ့သွားမယ်ဆိုတော့ကျွန်တော်ကမြေပြင်ရဲ့အခြေအနေကိုသိချင်လို့မုံရွာနဲ့မုံရွာနဲ့မန္တလေးမုံရွာနဲ့မန္တလေးလမ်းပိုင်းမှာနှာပေါက်ဂိတ်ကြီးပေါ့ဗျာနောက်ဆုံးအခြေအနေကြီးကိုကျွန်တော်တို့အဲ့ဒီမုံရွာကနေပြီးတော့မှအခုနော်ဒီအနောက်မြောက်တိုင်းစစ်တပ်နန်းချုပ်ကနေမန္တလေးအထိကိုကျွန်တော်တို့ជីကာကားတွေနဲ့သွားမယ် နော်ခြေကားကိုင်းနဲ့သွားမယ်တပုံဘယ်နေရာမှာရှိတယ်ဆိုတာကိုလက်တွေ့ကြကြကျွန်တော်တို့မောင်နှမသုံးယောက်ကတရင်ချက်လက်တွေယူမယ်ပေါ့နော်ယူပြီးတော့ကျွန်တော်တို့သွားမယ် PDF တွေစောင့်ရင်လည်းစောင့်နေအဲမင်းတို့ငါတို့မြင်တော့ဟိုက PDF မန်းတော့ငါတို့သိမှာပါဘာလို့လဲမင်းတို့ကမင်းတို့ကဟိုကပေါ့နော်ဂျိုလည်းပေါင်ရင်ပေါင်နေမှာအမီလည်းပေါင်ရင်ပေါင်နေမှာပေါ့နော်အဲ့တော့ကျွန်တော်ငါတို့အလွယ်တကူမင်းတို့သိနိုင်မှာပါနော်အဲ့တော့ကျွန်တော်တို့မုံရွာကနေမန္တလေးကိုခြေကားကိုင်းနဲ့သွားမှာသွားမှာသွားကြည့်မယ်ဒီဖောက်ကွဲပစ္စည်းတွေဆိုတာရန်နေနော်အဲအဲ့ဒါကြီးလည်းပြုတ်လို့တာဖြစ်တဲ့အတွက်ကြောင့်မို့ပောက်ကွဲစေနိုင်တဲ့ပစ္စည်းတွေ စူးစီးပြီးတော့သူတို့ပြစ်လို့တာပြစ်လို့တဲ့ခါမှာចောင်းသားចောင်းသူတွေကလေးငယ်တွေလာကြတယ်ကလေးငယ်တွေလာတဲ့ခါမှာကလေးငယ်တွေကလည်းစူးစမ်းကြမှာပဲအဲ့တော့စူးစမ်းရင်းနဲ့ဒီရန်တွေနဲ့ထပြီးတော့ပောက်ကွဲမှုဖြစ်တယ်လို့သိရတယ်သိရတော့တေချာတော့ဟိုတရေနှစ်ခုဖြစ်သွားပါဘောနော်ဒီနောက်ခါတိုင်းမှာဒီဘက်ရုပ်ထင်းကွင်းနဲ့ပတ်သက်ပြီးတော့အဲဒီကြောင့်တိုက်ခိုက်မှုမရှိခဲ့ဘူးဆိုတဲ့သတင်းကလည်းတော့ confirm ဖြစ်တယ်တည်ကြတယ်ကျွန်တော်တို့ညနာတွေနဲ့တော့ကျွန်တော်တို့ဒါချပြပြီးတော့ပြောနေတာကျွန်တော်တို့လည်းသတင်းတွေကျွန်တော်တို့မပြောဘူးအဲ့တော့အဲ့ဒီတတင်းတစ်ခုကလည်းတည်ကြတယ်နောက်တစ်ခုကသူတို့တင်ထားတဲ့ video file ကဒီပောက်ကွဲတဲ့ပစ္စည်းတွေအကြောင်းမှာရှိတယ်ဆိုတာကို ဆိုတော့ဒီအချက်နှစ်ချက်အရာတိကျတာကတော့ဒီကလေးတွေတည်ရပဲဟိုတည်ဖို့လို့ပြောကြတာလေဒီတည်ရတယ်ဒီတည်ရတယ်ဒီတည်ရတယ်အဲ့ဒီဘုံမှာအဲ့တော့အလုပ်လုပ်ဒီကလေးတွေရရတိစမှာလုပ်ဆိုတော့ဒါအခုကြည့်နေသူတွေအကုန်လုံးဒီမှာကြည့်နေသူတွေအကုန်တစ်ထောင်ကျော်လောက်ရှိရဲ့တော့ငါတို့ငါတို့ငါတို့မနေ့ကကြာရင်ကုန်းလမ်းနေပြန်မယ်ဒီငါတို့ပြောတဲ့တိုင်းလမ်းကြောင်းပြန်မယ်ငါတို့တွေ့မျိုးလုံးဝမကြားဘူးငါတို့တွေ့ရင်တော့မကြားဘူး ဟုတ်ပါပဲမင်းတို့လည်းရောက်ကြတယ်လည်းရောက်ကြပါနော်အညာနဲ့တော့ငါတို့တော့မကြဘူးမင်းတို့ငါတို့တွေ့တော့မကြဘူးလိုက်ထဲမှာအကောင့်လုံးနဲ့ဆဲနေမယ်ဆိုတာလာခဲ့လိုက်ပါလို့ဟုတ်တယ်ဟုတ်တယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မုံရွာကနေမန္တလေးကိုကြီကာကားနဲ့လာမှလို့အာကြီးဘက်ကအတိပေးလာတဲ့ရုပ်တံနဲ့အတူကြီးကိုက်တေးဆုံးခဲ့ကြောင်းတရားမဝင်ပြည်ပြမီဒီယာများကမဟုတ်မမှန်လှုပ်ကြံရေးသားဖြန့်ဝေလျက်ရှိကြောင်းသိရပါဗျာ အဆိုပါသတင်းနဲ့ပတ်သက်ပြီးတက်ဆိုင်ရာ နေမြေကန်လုံခြုံရေးတာဝန်ရှိသူတို့ရဲ့ပြောကြားချက်အရအဆိုပါသတင်းမှာမှန်ကန်မှုမရှိကြောင်းဒီပဲရင်မျိုးနဲ့အိုထိန်တွင် ကြေးရွာကြောင်းကိုဂုံကျဲမှုစစ်ကောင်စီညှင်းဆို့လိုက်တဲ့ထူးခြားသတင်းမှာတင်ဆက်ပေးလိုက်ပါတယ်။သခိုင်းတိုင်းဒီပဲရင်မျိုးမဲ့အိုထိန်တွင်ကြေးရွာစတင်ကြောင်းကိုစစ်ကောင်စီကလေကြောင်းဘုံကျဲတိုက်ခိုက်လို့ဆရာဆရာမနှစ်ဦးအပါအဝင်ကလေးတငယ်90တိစုံခဲ့ရတယ်ဆိုတဲ့သတင်းတွေပေါ့ စစ်ကောင်စီကစစ်ရေးပြတ်မှတ်မဟုတ်တဲ့နေရာတွေကိုဂုံးကျဲတိုက်ခိုက်မှုမရှိဘူးဆိုပြီးညှင်းဆို့သွားပါတယ်။ဒါဟာလုံခြုံရေးတပ်ဖွဲ့တွေကိုပြည်သူလူထုအထင်အမြင်လွဲမအောင်ရည်ရွယ်ချက်ရှိရှိဖြန့်ဝေရေးသားနေတာလို့ဆိုပါတယ်။ဒါပေမဲ့လည်းအခုလိုရရက်ဆက်ဆက်ကလေးတငယ်များစွာအစုလိုက်တည်ဆုံခဲ့ရမှုဟာဘာကြောင့်ဖြစ်ရလဲဆိုတာကိုတော့သတင်းမှဖော်ပြသွားခြင်းမရှိပါစစ်ကောင်စီအနေနဲ့မျိုးဆက်တဲ့ចောင်းသူចောင်းသားတွေကိုပညာရည်မြင့်မားဖို့ဆောင်ရွက်နေတာအားလုံးအသိပင်ဖြစ်တယ်လို့ကြေညာသွားပါတယ် PDF တွေရှိပါတယ်ဆိုတဲ့နေရာတွေကိုသွားတာတော့ကျွန်တော်တို့ PDF တွေကိုမတွေ့ရတော့ PDF တွေကဘယ်ကိုရောက်နေပြီလဲမသိဘူးနော်ဘယ်ကိုရောက်နေပြီလဲမသိဘူးကျွန်တော်တို့ဆိုဒီနေ့လမ်းဆောင်ကဘာလမ်းဆောင်လဲဆိုဆိုကျွန်တော်တို့ကြောက်လို့မလာရဘူးကျွန်တော်တို့ PDF တွေကြောက်လို့မလာရတာဖြစ်မယ်တဲ့ကျွဲရဲလမ်းဆောင်ကျွဲရဲလမ်းဆောင်ပေါ့နော်ကျွဲရဲလမ်းဆောင်လို့ပါတော့ကျွန်တော်တို့ PDF တွေလိုက်ရှာနေ PDF တွေမတွေ့ဘူးအခုကျွန်တော်တို့အပြန်ကြရင်တော့ကျွန်တော်တို့ကမုံရွာရဲ့အခြေအနေကိုမုံရွာနဲ့မန္တလေးလမ်းပေါ့နော်မန္တလေးလမ်းရဲ့အခြေအနေကိုသိကျင်လို့ကျွန်တော်တို့အောက်ကနေသွားမယ်နော်အောက်ကကားလမ်းနဲ့သွားမယ်လိန်နဲ့မဟုတ်တော့ဘူးဒါပေမဲ့တခု ်နော်တခုကအောက်လန်းကနေသွားမယ်ဒါမှမဟုတ်ကျွန်တော်တို့ជីကာကားတွေဒီနေ့ကျွန်တော်တို့သွားပြီးတော့စစ်ဆေးတာရှိတယ်အဲជីជីជីကာကားတွေပေါ့နော်အဲជីကာကားတွေနဲ့ကျွန်တော်တို့ကသွားမယ်ជីကာကားတွေနဲ့သွားမယ်ဆိုတော့ကျွန်တော်အမြင်ရဲ့အခြေအနေကိုသိကျင်လို့မုံရွာနဲ့မုံရွာနဲ့မန္တလေးမုံရွာနဲ့မန္တလေးလမ်းပိုင်းမှာနှာပေါက်ဂိတ်ကြီးပေါ့ဗျာနောက်ဆုံးအခြေအနေကြီးကိုကျွန်တော်တို့အဲ့ဒီမုံရွာကနေပြီးတော့မှအခုနော်ဒီအနောက်မြောက်တိုင်းစရတ်နန်းကျောက်ကနေမန္တလေးအထိကိုကျွန်တော်တို့ជីကာကားနေသွားမယ် နော်ခြေကားကားနဲ့သွားမယ်တပုံဘယ်နေရာမှာရှိတယ်ဆိုတာကိုလက်တွေ့ကြကြကျွန်တော်တို့မောင်နှမသုံးယောက်ကတရင်ချက်လက်တွေယူမယ်ပေါ့နော်ယူပြီးတော့ကျွန်တော်တို့သွားမယ် PDF တွေစောင့်ရင်လည်းစောင့်နေမင်းတို့ငါတို့မြင်တော့ဟိုဒီဒီမှန်တော့ငါတို့သိမှာပါဘာလို့လဲမင်းတို့ကမင်းတို့ကဟိုဟာပေါ့နော်ဂျိုလည်းပေါ့နေပေါ့နော်အမီလည်းပေါ့နေပေါ့နေပေါ့နော်အဲ့တော့ကျွန်တော်တို့အလွယ်တကူမင်းတို့သိနိုင်မှာပါတော့အဲ့တော့ကျွန်တော်တို့မုံရွာကနေမန္တလေးကိုခြေကားကားနဲ့သွားပါသွားပါသွားကြည့်မယ်တို့ဘုံခွဲရင်တော့ခွဲပေါ့ဗျာမတက်နိုင်ဘူးကတော့အဲ့တော့ကြာလေတည်လည်းတည်ပေါ့မမဟုတ်လားနိုင်ငံနိုင်ငံနဲ့လူမျိုးတွေလောက်တာဒါပေမဲ့မုံရွာမျိုးပေါ်မှာကတော့ နောက်ဘော်တိုင်းစတဲ့နယ်ကျောတိုင်းမူကြီးနဲ့အဲအစိုးရပေါ့နော်ဒီဟိုစကိုင်းစကိုင်းတိုင်းဝင်ကြီးချုပ်ပေါ့နော်အဘဦးမြတ်ကျော်ပေါ့နော်ဦးမြတ်ကျော်တို့ရဲ့အဲရင်ခွင်ရေးခိုလုံရတာအေဂျင့်တွေမုံရွာကနေပြန်အောင်မပြန်ချင်ဘူးမုံရွာကဌာနဆိုင်ရာတွေအားလုံးကပြည်သူလူထုတွေအားလုံးကနှွေးထွေးတယ်ကျွန်တော်တို့ဒီမုံရွာမှာရှိတဲ့မင်္ဂလာကံဆိုတာရှိတယ်เนาะကျွန်တော်တို့ကစုံလာပြင်းနေရကျွန်တော်ဟိုနေ့ကပြောခဲ့တယ် ဟိုရွှေလင်းရုံဆရာတော်ဖရာကြီးကမိတ်နာပါတော့ဒီအနောက်ဘက်တိုင်းစစ်တပ်နန်းကျုပ်ထဲမှာရှိတဲ့ညောင်မင်းက82ပြည်လုံးပဲ82ပြည်ရှိတယ်နော်82ပြည်ရှိတယ်အဲ့ဒီရဲ့ညောင်မင်းကြီးကမဟာဗောဓိမြတ်ညောင်မင်းကြီးကသူကဖရာပွင့်ထားတဲ့ညောင်မင်းနဲ့ညီနောင်လို့ပြောတယ်ဒါပေမဲ့ကျွန်တော်ကတက်မတော်အတွင်းထဲမှာရှိတော့လူသူရောက်ပေါက်နေပါတော့ကြတော့သူကသူဒီဗောဓိညောင်မင်းကြီးကဖရာမပွင့်မဲနဲ့ဘောတော့သူ့ရဲ့ညီနောင်ကဖရာပွင့်သွားတာဆိုတာကို ဲ့ဒီလင်းကိုရွှေလင်းကိုဆရာတော်ဘုရားကြီးကမိန်ထားတာရှိတယ်နော်အဲ့တော့အဲ့ဒီနေရာနေပြကျွန်တော်မင်္ဂလာကန်းဆိုပြီးတော့မင်္ဂလာကန်းဆိုတာအခုနောက်ရောက်တိုင်းဆရာနေတို့တိုင်းဘူးဘုကျုံမျိုးမင်းထွေးပေါ့နော်ဘုကျုံမျိုးမင်းထွေးရောက်မှအိုက်ကန်ပေါ်မှာမီလာကြီးဆင်ပေးထားတယ်အဲကွန်ကရစ်လမ်းလေးတွေခင်းပေးထားတယ်အောက်မှာတော့ကြာပန်းနေနဲ့အလယ်မှာဟိုကျွန်တော်တို့ရှင်ဦးဟိုဟာလားရှင်ဦးပါကုတ္တရှင်ဦးပါကုတ္တဟိုဟာဖရားပေါ့နော်ဟိုဟာရှင်ဥပကုတ္တဟိုဟာ ਨੇ ကျွန်တော်တို့အဲ့မှာလောက်ထားတယ်အဲ့မှာတော်တော်လေးလက်တာရတယ်အေဂျင့်နဲ့ပေါ့နော်အေဂျင့်နဲ့အဲ့မှာမီးတွေမှာလည်းတစ်ပင်လည်းအလားတနာလည်းတိုင်းမှုရလည်းအဲတော်တော်ကို ဒီစကိုင်းတိုင်းအတွက်ပေါ့နော်တူတူအလုပ်လုပ်ထားဖို့ပေါ့လေအဲ့တော့ကျွန်တော်ခဏနားမယ်ဒီမှာကျွန်တော်ညီမလေးဒဇင်ဦးပေါ့နော်ဒဇင်ဦးကဒီနေ့သူ့ရဲ့စီရေးအခြေအနေကိုကျွန်တော်တို့နေမောင်နှမတွေကအဝေးရောက်ရှိနေရဖြစ်တဲ့အတွက်ကျွန်တော် YouTube live ကနေပြီးတော့မှကျွန်တော်ညီမလေးကဒီအေဂျင့်တော်နေတာညီနေပြည်သူလူထုတွေတက်မလို့ကာဝေးဦးစီးချုပ်အပါဝင် နိုင်ငံတော်အကြီးအကဲတွေနောက်ဆက်ကအစိုးရဝင်တရက်လုံးဒီတက်မလို့နဲ့တက်မလို့သားမိသားစုတွေကိုတည်စီခြင်းနဲ့စိတ်နဲ့ညီမလေးကဝင်ရောက်ပြီးတော့မှ live လွှင့်မှာဖြစ်ပါတယ်။မိုင်လား။ဟုတ်ကဲ့။ ဆုံးဖုန်းအကောင့်ကနေပြီးတော့ဒါအကူကြီးတောင်းပြီးတော့ဒီနေ့တရင်ကြောင့်လေးတစ်ခုပြန်ပြီးတော့မျက်ဝေချင်တာလေးရှိလို့ပါ။အဲဆိုတော့ပေါ့နော်ဒီဒီကနေ့နာမည်ကြီးဟော့ဖြစ်နေတဲ့တရင်တစ်ခုပေါ့။အဲ့ဒါတော့ဘာလဲဆိုတော့ဒီဘဲရင်မျိုးနေအိုထင်းခွင်းကြီးရွာစတင်ရအောင်တက်ဘော်ကနေပြီးတော့လေရင်နဲ့ဒါပုံချဲတဲ့အတွက်ကြောင့်မလို့ចောင်းသားចောင်းသူ90ဝင်းကျင်တိဆုံးထိခိုက်တယ်ဆိုပြီးတော့ဒီအကျင့်ဖက်အပီမီဒီယာခေတ္တကောင်နေပြီးတော့ပြန်ရောတွေ့ရောဟောရဖြစ်ချင်တာတွေ့ရစစ်ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့တတိကုံစုံစမ်းနေပါဒီနေ့ဆိုလို့ရှိရင်ဒီနောက်ဆက်တိုင်းပိုင်းနဲ့ကံကောင်းဆိုလို့ရှိရင်ဘိုးလေးကြီးကလေးရမှာကျွန်တော်တို့ကံကောင်းပါမယ်အောင်မြင်မှုတွေရရှိတဲ့အတိုင်းနေရှိရယ် ပြီးတော့ဒီကျွန်တော်တခြားပေါ့နော်ဒီနမခတ်ကတော့တခြားသောဖြစ်စဉ်တွေဖြစ်စဉ်တွေတိတိတော့ပြောမပြတော့ပေါ့နော်အဲ့လိုဖြစ်စဉ်တွေအများကြီးရှိရအဲ့ဟာတွေနဲ့ပတ်သက်ပြီးတော့ဘာလို့မှ၃ယောက်ပေါင်းပြီးတော့ဒီဂရီတတိယချိတ်ဆက်ပြီးတော့အတောင်ရှိရပုံကိုယ်တွေကိုတင်ပြခဲ့တယ်အဲ့အချိန်ဒီမှန်တွေကိုတင်ပြရတယ်အဲ့တတိယကောင်းတွေရောပြီးတော့ဒီတတိယတော်များချိတ်ဆက်ပြီးတော့လုတ်ခဲ့ပေါ့အဲ့လုတ်ခဲ့လုတ်နေတဲ့အချိန်မှာတေချာပေါက်ကတော့ဒီကနေ့ဒီဘဲရင်ရွာဘက်ကိုအဲ့ဒီဘဲရင်နယ်ဘက်ကိုလေးလေးချောင်းကနေပြီးတော့ဟိုတိုက်ခိုက်ခြင်းအကြမ်းဖက်နေနေခြင်းရှင်းနေခြင်းလုံးဝမရှိခဲ့ဘူးဆိုတာကိုကျွန်တော်တို့တေချာသိခဲ့တယ် ဲ့တော့ဘာဖြစ်တာလဲဘာကြောင့်ဒီကလေးတွေတီးကြတာလဲပေါ့နော်ညီမတို့အမစဉ်းစားကြရတယ်အများကြီးရှိတာအများကြီးရှိတာတဲ့အခါမှာဟိုတေချာဒီဘင်းရင်နေဘက်ကလူတွေကိုမိမြတ်စုံစမ်းကြည့်တဲ့အခါမှာတော့အဲ့ဒီဘက်မှာအဲ့ဒီစာတင်ကြပေါ့နော်အိုထင်းကွင်းရာစာတင်ကြကိုသူကကလေးတွေကိုចောင်းသားចောင်းသူတွေကိုသူကဖြူစိမ့်ဝှစ်စုံနေခေါ်ဟာဘာလို့ခေါ်ထားလဲဆိုရင်စဉ်းစားကြရခိုင်းမလို့ဒီနေ့ပြည့်ဒီပုံရဲ့လက်မီတောင်းရှိတဲ့ခက်တဲ့မီဒီယာကိုတင်မယ်တင်ပြီးတော့အဲ့မှာသူကပတ်ဆက်ကောင်းမယ်အဲ့ကိတမီဒီယာလည်းသူတို့ပတ်စံပေးပြီးတော့အဲ့ပုံတွေရိုက်ခိုင်းရိုက်ခိုင်းမယ်အဲ့တော့အဲ့လိုမျိုးတွေရိုက်ခိုင်းတာသူတို့ကအပေးယူတွေတို့လည်းသူငကိုကလေးကမှရှိပြီးသား အဲ့အခြေအနေမျိုးကြီးမှာကလေးတွေကိုခေါ်လိုက်တယ်ဦးထင်းကွင်းရွာစာတင်ကောင်းဘက်ကိုခေါ်လိုက်တယ်ဆန္ဒပြအခိုင်မလို့ဓာတ်ပုံတွေရိုက်ခိုင်မလို့ခေါ်လိုက်တယ်ခေါ်လိုက်တော့ကလေးဆိုတာတွေကတည့်ရတိုင်းမယ်လေလူငယ်တွေဆိုတာကတော့စူဇန်နဲ့စူဇန်နဲ့အစိတ်ရှိကြတယ်အဲ့တော့စူဇန်ကတော့ဘာလုပ်လဲဆိုတော့ဒီမှာအဲ့ဒီဦးထင်းကွင်းရွာမှာအရင်တော့သူတို့ကိုယ်တိုင်ပဲဒီဦးထင်းကွင်းရွာစာတင်ကောင်းနေမှာတူပြီးတော့တင်ထားပူခဲ့တဲ့ဖိုင်တွေရှိတယ်။အဲဒီဖိုင်တွေကနေဒီတက်ကံကြီးလည်းလာပြတယ်။ အဲ့ဒီ ఓటే ကိုရစာတင်ကြောင်းအားတဲ့အဲပြီးတော့ခွင်းတော့ကြာပြီအကြောင်းခွင်းတော့ကြာပြီအဲ့အကြောင်းထဲမှာဘာတွေရှိလဲဆိုရင်ရန်နေရှိရဲ့ဒရုန်းဒါတွေကိုပြုတ်လုံနေအနေစင်နဲ့အများပြုတ်လုံနေကျွန်မဗီဒီယိုဖိုင်လေးတစ်ခုအရင်ပြလိုက်မယ်ပို့ပြီးရှင်းတော့အောင်လို့ဗီဒီယိုကလည်းတူတယ်မှားလားဒါသူတို့ကိုယ်တိုင်အဲ့ဒီစာတင်ကြောင်းထဲမှာဒရုန်းတွေဘုံသီးတွေပြုတ်လုံနေရဲ့ဗီဒီယိုဖိုင်ဖြစ်ပါတယ်အမှစာတင်ကြောင်းထဲမှာသူတို့ကိုယ်တိုင်မလုပ် ။တေချာတော့ဒီဖောက်ကွဲပစ္စည်းတွေဆိုတာရန်နေနော်အဲအဲ့အရာတွေနဲ့ပြုတ်လို့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဖောက်ကွဲစီနိုင်တဲ့ပစ္စည်းတွေစုစည်းပြီးတော့သူတို့ပြုတ်လို့တာပြုတ်လို့တဲ့အခါမှာကျောင်းသားကျောင်းသူတွေကလေးငယ်တွေလာကြတယ်။ကလေးငယ်တွေလာတဲ့အခါမှာကလေးငယ်တွေကလည်းစူးစမ်းကြပါပဲ။အဲ့တော့စူးစမ်းရင်းနဲ့အဲဒီရန်နေနဲ့ထပြီးတော့ပောက်ကွဲမှုဖြစ်တယ်လို့သိရတယ်။သိရတော့တေချာကတော့ဟိုတရေနှစ်ခုဖြစ်သွားပါဘောနော်။ ဒီနာမခါတိုင်းမှာဒီဘက်ရင်အိုထင်းကွင်းနဲ့ပတ်သက်ပြီးတော့အဲဒီကြောင့်တိုက်ခိုက်မှုမရှိခဲ့ဘူးဆိုတဲ့သတင်းကလည်းတော့ confirm ဖြစ်တယ်တည်ကြတယ်ကျမတို့ညနာတွေနဲ့တော့ကျမတို့ဒါချပြပြီးတော့ပြောနေတာကျမတို့လည်းသတင်းမျိုးကျမတို့မပြောဘူးအဲ့တော့အဲ့သတင်းတစ်ခုကလည်းတည်ကြတယ်နောက်တစ်ခုကသူတို့တင်ထားတဲ့ဗီဒီယိုဖိုင်ကဒီပောက်တဲ့ပစ္စည်းတွေအကြောင်းပါရှိတယ်ဆိုတော့သူတို့ဒီအချက်နှစ်ချက်အရာတိကျတာကတော့ဒီကလေးတွေတေးရဲပဲဟိုတေးသွားတယ်လို့တော့ပြောကြတာပေါ့နော်ဒါသူတို့တင်တဲ့သတင်းတွေကတော့ကလေးတွေတေးရဲလို့ပဲပြောတယ်တေးကြတယ်အဲ့ဒီသုံးမှုကကျမတို့ဒီတက်မလို့နဲ့ဘာမှတေးရရတာတေးဆုံးတာလုံးဝမဟုတ်ဘူးဆိုတော့ ဒါအခုကြည့်နေတဲ့တွေအကုန်လုံးဒီမှာကြည့်နေတဲ့တွေအကုန်တစ်ထောင်ကျော်လောက်ရှိတယ်။အဲဒီပြီးတော့ပြောကြခြင်းနေဆိုတော့တိုင်းလူတိုင်းမားတွေကတော့အများအားလို့လို့အဲဒီမီဒီယာကတော့တောက်လျှောက်တော့တင်လာလို့ရှိတာပေါ့။အဲဒီမှာလည်းပြည်သူလူအနေနဲ့တခြားချင်းနေမျိုးကြီးစီကြမှာလေပြုနေပရက်ကာလာကြီးလေနော်နွေရာသီကျောင်းပရက်ကာလာကြီးနွေရာသီကျောင်းပရက်ကာလာကြီးမှာအဖြူစိမ့်နေဝင်ပြီးခလေးတွေတည်တယ်ဆိုတာခင်ဗျားတို့ဖြစ်နိုင်တာအကိုပါကိုပဲစဉ်းစားကြည့်ကိုပါကိုပဲစဉ်းစားကြည့်ကျွန်မပြောတာမရောဘူးဆိုရင်စိမ့်နေဝင်ထားတယ်ဆိုတာကယုတ်တိရှိလားနောက်တစ်ခုကဟုတ်ပြီအဖြူစိမ့်နေဝင်ပြီးတော့ဟိုတို့စာတင်ကြရတယ်ပဲထားအောင် ဲ့ဒီဒီဘဲရင်းမျိုးတွေမှာကျွန်တော်တို့အစိုးရရဲ့ပညာရေးရန်နေရာမရှိတော့ဘူးအဲ့ဒီမှာစာတီချောင်းနေပညာရေးကဏ္ဍတွေကရက်တန်နေကြာပြီဒီဘဲရင်းဆိုတာကဟိုခင်ဗျားတို့လည်းသိမှာပါအကြမ်းဖက်ပြည်ရဲ့ဒီစိုးမိုးနေရနေမီလို့တော့ပြောလို့ရတယ်အဲ့လိုနေမီမျိုးမှာဟိုကျွန်တော်တို့အစိုးရဝန်ထမ်းတွေဆရာဆရာမတွေစာလာရောက်ပြီးတင်ကြားနိုင်ခြင်းမရှိကျောင်းသားချင်းတွေလည်းစာတင်ကြားနိုင်ခြင်းမရှိဘူးတေချာရာဒီသူတို့အမှုရှိရနေတော့ခေါ်ရခွင့်နဲ့တဲ့အကြောင်းတွေဒါရှိနေရှိနေဆိုတော့အဲ့ဒီခက်တွေတိစုံမှုကတက်မလို့လည်းဘာမှလည်းမစားဘူးဒါတက်တက်မဲ့တက်မလို့ပုံမှာဟိုပုံရိပ်ဖြတ်ခြင်းလို့ ထုံးစံတိုင်းပေါ့သူတို့လုံနေကြတဲ့အတိုင်းပေါ့တက်မတော်ပေါ်မှာပြည်သူလူထုအမြင်မကြည်အောင်ဟာလာပြည်သူတွေတက်မတော်ပေါ်မှာအမုန်းတရားတွေပွားများအောင်ဒီလိုပဲလှုပ်ကြံပြီးတော့တိုက်ခိုက်တဲ့ရေးသားချက်တွေပဲဖြစ်တယ်ဆိုတာကိုဒီနေ့သိစေချင်ပါတယ်ဆိုတော့ဒီနေ့အောင်မြင်မှုတွေကတော့တော်တော်များရရတယ်ဒီဂံကောမျိုးပေါ့နော်ကျွန်တော်မိုးမလင်းငင်ကလေးကမှကြားရတယ်တတိယပေါ့ဂံကောဘက်မှာကျွန်တော်တို့အောင်မြင်မှုရရတယ်အဲဂံကောကျောင်းမုံရလမ်းပေါ်မှာရှိတဲ့လေမရွာမှာခိတ်ဖွင့်ပြီးတော့ဟိုဗီဒီယိုတရားနေပြီးတော့ပေါ့နော်ဒီဂံကောမျိုးအတွင်းကိုကောင်းစီတွေဝင်ရောက်မလာဖို့ဆိုပြီးတော့ပိတ်ဆို့ပြီးတော့အဲခိတ်ဖွင့်ထားရတယ်ပေါ့ ဲ့မှာကျွန်တော်တို့ဒီဂံကောတန်နေရာလေးကျင်ညာထားတယ်မင်းတို့ဂံကောမျိုးနဲ့ငါးမိုင်ပတ်လဲကိုမလာခဲ့နဲ့လာရင်တော့အရှင်တော့မထွက်ရဘူးအသေးတော့ပဲရမယ်ဆိုပြီးတော့အဲဂံကောတန်နေရာအကိုရီယာလေးကျင်ညာထားတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့အဲ့မှာကျွန်တော်ဂံကောမျိုးအထွက်လေမရွာမှာဂိတ်လာခွင့်နေဂိတ်လာခွင့်ရချိန်မှာအမတက်မတော်နေမြင်တဲ့တရင်နေတော့ပြီးတော့ရှင်းနေတဲ့အခါမှာအဲသူတို့တင်တဲ့တရင်အရာပေါ့နော်သူတို့တင်တဲ့တင်းကစက်တယောက်အသေးရှစ်ယောက်အရှင်ဆိုပြီးတော့သူတို့တင်ထားတယ်။ကျွန်တော်တို့ဘက်ကတော့ဒါတင်းတော့မထုတ်ပြန်ညာသေးဘူး။အဲအဲ့လိုမျိုးလေးတော့တွေ့ရတယ်။ဆိုတော့အဲ့ဒီနေ့မှာဒီကနေ့မနက်မှာကျွန်တော်တို့ဒါ အဲ့ဒီခံကောင်းကနေပြီးတော့ရတဲ့အောင်မြင်မှုလက်မှတ်တွေပေါ့လက်မှတ်ခဲရနေကျွန်တော် Telegram channel မှာတင်ထားပါတယ်အဲကျွန်မရဲ့ TikTok account ကတော့ဒီကနေ့ပြတ်သွားပြီပေါ့နော်ပြတ်သွားပြီအဲ့တော့ကိုစောဖုန်းရဲ့ account ကနေပြီးတော့ဒါလာပြီးတော့အကူညီတောင်းပြီးတော့ live လင်ပြီးတော့ဒီသတင်းစကားလေးကိုသိစေချင်တာပေါ့နော်ဆိုတော့သူများတွေတက်မလို့ပုံမှာအမုန်းတရားတွေပွားများအောင်လို့ပြောနေတဲ့စကားတွေနားမရအောင်မနေတကယ်အဖြစ်မှန်အောင်မိမိရဲ့ကိုယ်ပိုင်အသိဉာဏ်နဲ့ပဲစဉ်းစားစေချင်တာဘာသူပြောတာမှမယုံပါနဲ့ကျွန်မပြောရလဲယုံချင်ယုံမယုံချင်ဘူးမယုံလို့လည်းရတယ်ဒါပေမဲ့မိမိရဲ့အသိဉာဏ်နဲ့မိမိတရားစစ်တာပါအဲ့ဒီကလေးကလေးလေးစဉ်းစားကြည့်ကြတာလေးဆိုတော့ဖြစ်နိုင်ပါလား နောက်တစ်ခုကကျတော့အဲ့လိုမျိုးဒီပိရေးဆိုတာကအထက်ပီးရဲ့အစိုးမိုးတဲ့နေနေမှာအတက်ပေါ်ကနေပြီးတော့ပြီးတော့ဒီနေ့လဲဒါလေးချောင်းတက်ခဲမှုဒီလုံးဝမရှိခဲ့ဘူးဆိုတာကိုလည်းသိရတယ်မဟုတ်ဘူးဆိုရင်တော့မှကွာဟိုခင်ဗျားတို့အမြဲတည်နေပါတယ်ဝေဟင်တို့ဘာတို့ဟလာမေတီလာရှန်နဲ့လေးစိတ်ကနေလင်းရေဘန်နိုင်တက်သွားပါပြီအနောက်မြောက်ရက်တို့ဦးတီတက်သွားပါပြီအဲ့လိုမျိုးတင်နေတဲ့ဒရင်ချန်နယ်တမားတွေကိုလည်းခင်ဗျားတို့ကိုယ့်ဘာကိုတော့ကြည့်ကြည့်ပါဒီနေ့ဒီဘက်ရင်ဘက်ကိုသွားတဲ့လင်းရင်ရှိလားလို့တင်ထားတဲ့ post ရှိလားလို့ကိုယ့်ဘက်ကိုသွားကြည့်ကြည့်ကျွန်တော်တို့ပြောတာမယုံဘူးဆိုရင်တော့မှခင်ဗျားတို့ကိုကြည့်နေတဲ့ channel ဒီကိုယ့်ဘက်ကိုသွားပြီးတော့ကြည့်ကြည့် เนาะအဲ့ဒီခင်ဗျားတို့တင်နေတဲ့ channel တွေမှာလည်းဒီဝေဟင်နဲ့ပတ်သက်ပြီးတော့ဒီဘက်ရင်ဘက်ကိုဒီနေ့လေးချောင်းတက်တာတို့လေးချောင်းသွားတာတို့တင်ထားတဲ့ post ကြီးအခုချိန်ထိမရှိဘူးเนาะအဲ့တော့တရားဒီဘက်ရင်ကိုတက်မလို့ကနေပြီးတော့လေးချောင်းရှင်းလင်းလုပ်ခဲ့တာလုံးဝမရှိဘူးဆိုတာကိုအတည်ပြုလို့ရတယ်ကျွန်တော်တို့ပြောတာမယုံဆိုရင်တော့မယုံကိုယ့်ကိုသွားကြည့်ကြဘသူပြောတာမှမယုံနဲ့ကိုအတိညာနဲ့ကိုပါညင်လေးဟာဘယ်ကိုကကိုယုံကိုပါကိုကိုအတိညာနဲ့ပဲစဉ်းစားဘသူကလာပြီးမှိုက်တက်တာကိုမှမယုံချင်နဲ့ကျွန်တော်တို့အားလုံးနေ့စဉ်အဲသမီးနေစားနေကြပါပဲအဲ့မှာအတိညာနေကျွန်တော်တို့ဖွင့်ပြောနေရပါပဲကိုယ့်ရဲ့ဒီမှာ ြားကြရကျွန်တော်တို့ဒီမှာအလူလေးရောက်နေရောက်နေခါမှာကျွန်တော်တို့ရောက်တဲ့နေရာဆက်ပြီးတော့ပေါ့နော်ဒီမုံရမြို့ရဲ့အခြေအနေကိုကျွန်တော်လှည့်လည်လေ့လာတယ်အပြီးရဲ့ခါမှာဒီကနေ့ဆိုလို့ရှိရင်မုံရအလွန်အထက်ကနေ့ကျောင်းရောက်ခဲ့ရောက်ခဲ့တဲ့ခါမှာဒီမန်းလေးငလေးညင်းကြမလို့ပေါ့အဖြေလွားတွေဆုံးရှုံးသွားတဲ့ကလေးတွေစောင်းမိုးဝဲပြန်ဖြေဖို့ရအတွက်ကိုဒါနိုင်ငံတော်နဲ့ပြည်ထောင်စုဌာနနေပြီးတော့ဟိုပံ့ပိုးကူညီထောက်ပံ့နေမှုတွေကိုကျွန်တော်တို့တွားရောက်လေ့လာခဲ့တယ် ကျွန်မရောက်တဲ့မြို့တိုင်းမြို့တိုင်းပေါ့နော်ဒီကာလအတွင်းခီးသွားတဲ့အခါမှာကျွန်မရောက်တဲ့မြို့တိုင်းမြို့တိုင်းစတဲ့ရောက်နေကျွန်မရောက်ဖြစ်တယ်ကြောက်စဲတယ်ကျွန်မရောက်တယ်တောက်ပြီးတော့အိုက်ကက်ဝင်တဲ့ကလေးတွေကိုတော့တွေ့ရတော့တွေ့ပြီးတို့အားပေးစကားပြီးဟောတယ်အပြင်အေးဘူးတွေဝေးခဲ့တယ်ဒီကနေ့လည်းအကိုနှစ်ယောက်ကတော့မုတ်ဘိုးတွေကလေးတွေကိုပေးခဲ့ကြအပြောက်ကိုမှားတော့မဟုတ်ကျွန်မတို့အေးဘူးလေးတွေလူခဲ့တယ်ပြီးတော့အမှဗိုလန်တီယာလုပ်နေတဲ့ဆရာဆရာမတွေကိုလည်းအတန်းနိုင်တာလေးတွေကျွန်တော်တို့ကုန်ပြီးခဲ့တယ်ထောက်ပံ့ပေးခဲ့တယ်အဲဆိုတော့ဒီကနေ့ကလေးတွေကိုပြောခဲ့တဲ့စကားလေးတခုခုဒီနေရာမှာနေပြောကြပြီးတော့အဲဒီမှာနှုတ်ဆက်ချင်ပါတယ်အဲ့ဒါဘာလဲဆိုတော့ဒီစကားလေးကို grade တွေဆောင်ဝက်ပြခင်မဲ့ကလေးတွေကိုပြန်ပြီးတော့ lesson ကမ်းပေးပါလို့လည်းမေတ္တာရက်ခံပါတယ်။အဲကျွန်တော်တို့ဘဝအိမ်မှာပေါ့နော်အခွင့်အရေးတွေဆိုတော့အဲတစ်ချိန်တစ်ခါစီပဲရရတာများပါတယ်။အခွင့်အရေးနှစ်ခါရတယ်အခွင့်အရေးနှစ်ချိန်ရတယ်တူညီတဲ့အခွင့်အရေးတစ်ခုနှစ်ခါရတယ်နှစ်ချိန်ရတယ်ဆိုတာကတော်တော်လေးဟိုတန်ကောင်းတဲ့သူတွေပဲရကြတာဖြစ်ပါတယ်။ဒါကြောင့်မလို့အခုဒီမောင်လေးတွေညီမလေးတွေကဒါအဖြေလွားကြီးပေါ့နော်ငလင်ချောင်းမလို့ဒါအဖြေလွားကြီးဆုံးရှုံးသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဆောင်မွေးကိုပြန်ပြီးတော့ဖြေကြရမယ်အဖြေကြတဲ့အခါမှာလည်းနိုင်ငံတော်ကနေပြီးတော့ဒါ စားဖို့တောက်ဖို့ပေါ့နော်မနက်စာနေ့လယ်စာညစာနောက်ပြီးတော့ night study ချိန်မှာဟိုတောက်ဖို့ coffee မုံကကစားအားလုံးစီစဉ်ပေးတယ်ပြီးတော့တော့တောက်ဖို့ရေးချိုးဖို့ရေးပြီးရင်ကျမလေးဆောင်ရှောက်မှုတွေအောင်ရုံးဆောင်ရှောက်မှုတွေပြီးရင်စာပြန်တင်တဲ့အခါမှာလည်း revision တွေကိုအဲတကိတက်တူကပေါင်းခွက်ခိုင်ကြီးကိုတိုင်းလုံးဝ short တက်ပေါ့ teacher လေးကိုပြန်ပြီးတော့ revision class တွေဖွင့်ပြီးတော့တင်တင် जा ပေးနေတာဖြစ်တယ်ဒါကြောင့်မလို့ဆောင်မွက်ဖြေဖို့အတွက်ကို ဟိုဘယ်လိုပြောမလဲကလေးတွေမှာအခက်အခဲမရှိပါဘောเนาะဟိုဖြေချနိုင်တယ်အိတ်ဖို့နေဖို့စားဖို့အကုန်လုံးစက္ကရာဘာမှပူပင်ကြာမရှိအောင်ကိုပဲဇာဝက်ပြက်ဖြေရမှာဖြစ်ပါတယ်အဲကျွန်တော်တို့လေ့လာခဲ့တဲ့ကျောင်းနေကျောင်းနေတိုင်းနဲ့အဲ့ဒီပုံစံအဲ့တော့အိမ်မောင်လေးညီမလေးတို့ပြောချင်တာကဒီတစ်ခါရတဲ့အခွင့်အရေးကဒါဟိုဒီမောင်လေးညီမလေးတွေကသူများချက်အများကြီးထိုးရပြီးတော့ဘယ်သူမှမရနိုင်တဲ့အခွင့်အရေးတစ်ခုနှစ်ခါရင်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအခွင့်အရေးကိုလက်စုံလက်ကင်ထားပြီးတော့ဟလာရှေ့တစ်ခေါက်ကဖြေချခဲ့တဲ့ဆောင်ပွဲမှာဓာတ်ရလက်ကောင်းတွေထွက်ပေါ်ခဲ့သည်ဖြစ်စီနောက်မကောင်းတဲ့ရလက်တွေထွက်ပေါ်ခဲ့သည်ဖြစ်စီအခုတစ်ခေါက်မှာ အဲ့ဒီအရင်တစ်ခေါက်ကထပ်ပိုကောင်းတဲ့ရလဒ်တီကိုလိုက်ဆိုင်နိုင်ကြပါစီလို့ဆိုမြင်ကောင်းတိုင်းနဲ့အဲကျွန်မဒီကနေ့တော့နှုတ်ဆက်ပြပါရှင်အကိုကြီးဆက်ပြီးတော့အမြင်မရှိသေးလားကြောစရာလေးရှိသေးလားကိုကျော်ဆုံးနည်းနည်းဝင်ပြောမယ်โอเคအကျွန်တော်ဘီကနေနေမယ်အကိုကိုကျော်ဆုံးလည်းဝင်ပြောမယ်တကားလုံးလည်းအတူရှိတယ်အများကြီးဝိကြီးကဒီစုလောက်လဲဘယ်လောက်1838လေး အားလုံးမင်္ဂလာပါအေးရောက်သူအေးရောက်သူအေးအေးရောက်သူသူကသူတို့တိုက်ပြီးလာတာမဟုတ်ဘူးသူတို့တက်တူတက်တူလာရောအားလုံးမင်္ဂလာပါဗျာကဲကျွန်တော်တို့အရင်လိုခြေရတဖြည်းဖြည်းပြန်ဝင်ရခြေလေးရအဲကျွန်တော်မိုးရွာရောက်တယ်ဗျာကျွန်တော်မိုးရွာလာကြတယ်အပြန်ကြရတော့ကျွန်တော်တို့ဟိုကနေပဲကုန်းနဲ့ပဲပြန်မယ်အခုတော့ကျွန်တော်တို့ဟိုကជីကကားနဲ့ပြန်မယ်ကျွန်တော်တို့ဒါမောင်ရွာချောင်းမောင်ရွာချောင်းဦးမြင်းမူပေါ့ဗျာအဲ့ရန်ကျွန်တော်ဇကိုင်းဇကိုင်းကျွန်တော်မန္တလေးပြောင်းဝင်မယ်မန္တလေးပြောင်းဝင်ကျွန်တော်ကုန်းလမ်းမှာပြောင်းမယ်အဓိကကျွန်တော်သွားချင်သိချင်တာကဒီဒီလမ်းမကြီးပေါ့ဒီလမ်းမကြီးမှာ အပီးရက်တွေဗန်နီယာတက်တယ်ပေါ့ဗန်နီယာတက်တယ်ကျွန်တော်လိုက်ကြည့်မှာဗျာပြင်လမ်းမအခြေနေပေါ့လမ်းမအခြေနေတကယ်ကောင်းလာပေါ့လမ်းမအခြေနေဗန်နီယာမှာဗန်နီယာမှာအထီးရဗန်နီယာမှာမထီးပေါ့ဗျာလမ်းမအခြေနေပေါ့ဗျာကျွန်တော်ဒီလမ်းကိုလမ်းနဲ့ပတ်သက်ပြီးတော့မြင်ွေးတွေဘလို့ရှိလဲပေါ့ပီတက်ကြီးတွေဘလို့ရှိလဲပေါ့ကျွန်တော်ကြည့်မှာအဲ့တော့ပီတက်မင်းတို့လည်းငါ့အတွင်မညာနဲ့ငါလည်းမင်းတို့အတွင်မညာဘူးဆွတ်ရတယ်ဟိုကုန်းသားပြန်မယ်အရိုးတွင်လည်းမင်းတို့တော့မညာနဲ့မင်းတို့အတွင်လည်းအရိုးလုံးဝမညာဘူးဒါကမင်းတို့လည်းငါတို့ကြားမှာပေးထားတယ်ပေးထားချက်ပဲဒါရှင်းတယ်မင်းတို့လည်းကြောက်ကြတယ်ငါလည်းကြောက်ကြတယ်ငါတို့ကပြည်သူလူထုကိုကာကွယ်နေတာငါတို့တက်တဲ့အတက်မြန်ကာကွယ်နေတာမင်းတို့တို့တမန်မတူ ကကောင်းတော့လာဘုံကြီးတက်တယ်ဆ iam မတက်တယ်ကွာမင်းကောင်လေကိုကိုကိုစာတင်ခဲ့တဲ့ဆ iam မကိုတက်တယ်ကိုကိုတင်ခန်းစီပေးတဲ့ဘုံကြီးကိုတက်တယ်အတေဝါလေးနေတဲ့သူအချင်းကိုမျိုးစောက်ချောက်မလားမစောက်ချောက်ပဲနဲ့မင်းကောင်မလေးကျင်နေချောက်ဘုံကြီးပြန်ကြလေ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 တော့ကြာဒီလိုတော့မရပါကြရဲ့ဖုန်းလိုင်းနေပြန်မယ်ဒီလိုပြောတဲ့နိုင်ငံတော့ပြန်မယ်တို့တွေ့လို့တော့မကြဘူးအော်တို့တွေ့လို့တော့မကြဘူး အဲ့ဒါပဲမင်းတို့လည်းယောက်ျားငါလည်းယောက်ျားပဲเนาะအညာနဲ့တော့ငါတို့တော့မညာဘူးမင်းငါတို့တွေ့တော့မညာဘူးလိုက်ထဲမှာအကောင့်လုံးနဲ့ဆဲနေမယ်ဆိုတာလာခဲ့လိုက်ပါလို့ဟုတ်တယ်နော်ဟုတ်တယ်မင်းကဲကိုယ်တော်ဝင်လာလိုက်ပါကိုယ်တော်ဝင်ကြပါဘာလို့မောင်မားရတုံးရောက်တကောင်နဲ့တွေ့နေရလားဒီတော်ကောင်လည်းတစင်းတော်ကောင်လည်းလက်သွားပြက်သွားပြီပြက်သွားပြီ2000ကျော်2000ဒီနေ့စိုးသွားပါဒီနေ့နော်ညီမလေးတစင်းဦးကလည်းပြောဒါကျွန်တော်တို့ကစားတော့တဲ့အခမ်းအကြီးတည်းမှာလိုင်းရွင်တာပေါ့နော်လိုင်းရွင်တာဆိုတော့ညီမလေးပြောထားတယ်လို့ပဲပေါ့နောက်တစ်ခုကကျွန်တော်တို့ဇကိုင်းမှာ ။နော်ဒီနေ့ကျွန်တော်တို့စကိုင်းတိုင်းဝင်ကြီးချုပ်ကြီးနဲ့လည်းကျွန်တော်တို့တွေ့ရတယ်။ကျွန်တော်တို့တွေ့ရတဲ့အကြောင်းတရားတွေဟာကျွန်တော်တို့ကဒီ